်အင်ကုလီမာလာဟာလူပေါင်းထောင်ရှိတတ်ထားတော့မှဘာလို့ငရဲမကြတလဲလူပေါင်းထောင်ရှိရောအင်ကုလီမာလာစီမှာဘာဖြစ်လို့အသက်ခံရပြီးလက်ညှိုးတွေအဖျက်ခံရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်နည်းနည်းလေးပြန်ရှင်းပြပါဦးမယ်ဒီအကြောင်းအရာတွေကိုတဲအင်ကုဆရာတော်ဖရာကြီးကလည်း6ရက်17လ1966ခုနှစ်မှာအင်ကုလီမာလာအကြောင်းခံတရားတော်ဆိုတဲ့တရားတစ်ပုဒ်ဟောပြခဲ့မှုပါတယ် လွန်လည်ပြီးသောဘဝတစ်ခုမှာအင်ကုလီမာလာဟာယွာနီရှုပ်ဆက်တစ်ခုရဲ့မှာအသားရိုးပိတ်တာရည်ဖြစ်ရှိခဲ့ပါတယ်။သူ့အသားကိုလှီးစားကြဖို့တယောက်ကိုတယောက်ယွာသားတွေကလက်ညှိုးညွှန်ပြပြီးတော့လမ်းညွှန်ခဲ့ကြတဲ့လူတွေဟာဂေါရမမြတ်စွာဘုရားလက်ထက်မှာ ပြန်ပြီးတော့လက်ညှိုးဖြတ်အသက်ခံခဲ့ရပါတယ်။ဒီနေရာမှာအင်ကုလီမာလာတတ်ခဲ့တဲ့လူတွေဟာသီလတမာတိအင်အားကောင်းတဲ့လူတွေမပါခဲ့တာဖြစ်တဲ့အတွက်ကြောင့်အင်ကုလီမာလာဟာငရေမကြခဲ့ခြင်းဖြစ်ပါတယ်။ လူတွေတက်ပြီးတော့ယဟန္တာဖြစ်နိုင်သေးတာပဲဆိုတဲ့အယူဆနဲ့ငါလည်းတက်မယ်ကွာအင်္ဂုလိမာလာတော့ယဟန္တာဖြစ်သေးပါတယ်ဆိုတဲ့ပုံစံမျိုးလုပ်လို့မရပါဘူးလူတယောက်ဟာတိလအရှိမရှိကိုကမသိနိုင်ပါဘူးကိုပြင်းမှန်းမိလိုက်တဲ့သူတယောက်ဟာတိလတမာရီအားကောင်းတာနဲ့မျှကိုပြန်ခန့်ရတာအင်မတန်ကြီးမားပါတယ်ဒီကြောင့်လို့နောက်ပိုင်းမှာ အမပါတီအကြောင်းကိုနည်းနည်းလေးထပ်ပြီးပြောပြပါဦးမယ် အဲ့တော့အခုအင်ကုလီမာလာဟာတလုံးတပါတာကြားရုံနဲ့ကျွတ်တန်းဝင်နိုင်မဲ့ပုံကိုဖြစ်ပါတယ်တလုံးဆိုတာကတော့စကလုံးတလုံးပေါ့ဗျာတပါတာဆိုတာတော့စားကြောင်းတစ်ကြောင်းပေါ့နည်းနည်းလေးပြောပြရုံနဲ့ဒီရင်ကိုထိစေမဲ့စကားလုံးလေးကြားမိရတဲ့သူဟာမိခဲ့ပြဖုံးပေါ့နော်ကျွတ်တန်းဝင်နိုင်မဲ့ပုံမျိုးဖြစ်ပါတယ်အင်ကုလီမာလာရဲ့အမေနဲ့အင်ကုလီမာလာနှစ်ယောက်ကြားမှာမြတ်စွာဘုရားရောက်တော်တဲ့အချိန်မှာအင်ကုလီမာလာယဟန်ဂေါရမမပြင်းတဲ့ရက်ဆိုပြီးပြောတဲ့အချိန်မှာ မြတ်စွာဘုရားကစေတအင်္ဂုလိမာလာတင်းသာပြေးနေတာငါကရက်နေတာလို့ပြောပါတယ်မြတ်စွာဘုရားရိုးရိုးရှင်းရှင်းလေးပြောလိုက်တဲ့စကားလုံးကိုအင်္ဂုလိမာလာကဘလို့သဘောပေါက်သွားတယ်လဲဆိုတော့မြတ်စွာဘုရားကတန်နေရမှာထပ်ပြီးကျင်လေစရာမရှိတော့ဘူးပြေးစရာမရှိတော့ဘူးသူဟာရက်သွားပြီဖြစ်ပေမဲ့လို့အင်္ဂုလိမာလာဟာတန်နေရလဲရအောင်မယ်တန်နေရမှာပြေးရလွှားရအောင်မယ်ဆိုတဲ့ဟာကိုသဘောပေါက်သွားပါတယ်ဒါကြောင့်သူဟာအကျွတ်တရားရပြီးတော့ရဟန္တာဖြစ်သွားတာပါပြီးတော့မြတ်စွာဘုရားက အေးဘိက္ခုလို့ခေါ်လိုက်တာနဲ့အင်္ဂုလိမာလာဟာလူအဝတ်အစားတွေပျောက်သွားပြီးတော့ယဟန်အတွင် ဖြစ်ပေါ်လာပါတယ်။အေးဘိက္ခုဆိုတဲ့အတိအဓိပ္ပာယ်ကတော့ယဟန်လာလှဲ့လို့အဓိပ္ပာယ်ရပါတယ်။မြတ်စွာဘုရားလွင်ကျန်တဲ့ပုဂ္ဂိုလ်တွေဟာအေးဘိက္ခုခေါ်ဖို့အဆင်မပြေပါဘူး။ဘာကြောင့်လဲဆိုတော့အေးဘိက္ခုခေါ်ဖို့ဆိုတာတဏှာတစ်ခုတစ်ခွေ့မှာသင်္ကန်းလှူဘူးရပါတယ်။သင်္ကန်းလှူဘူးတဲ့ကုသိုလ်ရှိတဲ့အခါမှာအေးဘိက္ခုခေါ်လိုက်တာနဲ့ယဟန်အတွင်ရပါတယ်။ မြတ်စွာဘုရားရှင်လက်ထက်ကအေးဘိက္ခုခေါ်ခဲ့တဲ့ယဟန်တွေဟာအင်းသောဝိကင်၅ဦးနဲ့အင်ကုလိမာလာအပါဝင်စုစုပေါင်း1342ပါရှိပါတယ်။အထက်ကရာဆရာတွေကတော့28300တောင်ရှိတယ်လို့ပြဆိုထားပါတယ်။ငရဲမှာအပဝတ်မှာအမြင်ဆိုတဲ့ဇာတ်အတိုင်းအင်ကုလိမာလာဟာငရဲကိုရှောင်ကွင်းနိုင်ခဲ့ပေမဲ့ဝတ်ကြီးကိုတော့ကျဆက်ရပါတယ်။သူတတ်ခဲ့တဲ့လူတွေရဲ့ဆွေမျိုးအပေါင်းဟာအင်ကုလိမာလာကိုမကျေနပ်တာကြောင့် သူ့ကိုမြင်လို့ရှိရင်စွန်မလောင်တာခဲနဲ့ပေါက်တာစသဖြင့်ပြုတ်လုကြပါတယ်တနေ့မှမိမဖွားနိုင်တဲ့အမျိုးသမီးလေးတစ်ယောက်ကိုတနာတာမဟုတ်လို့အင်ကူလီမာလာကအသက်စာပြုတ်ခဲ့ပါတယ်သူပြုတ်ခဲ့တဲ့အသက်စာကတော့ဘာလဲဆိုလို့ရှိရင်ငါဒီယဟန်ဖြစ်ခဲ့တဲ့ကသူတပားအသက် မတတ်ဆိုရဲရိုးရိုးရှင်းရှင်းလေးပဲသစ္စာစကားဖြစ်ပါတယ်သစ္စာစကားဟာရိုးရှင်းပေမဲ့လို့သူ့ရဲ့နောက်ွယ်မှာအကျင့်တရားအကျင့်တီလာပါကာဖြစ်တဲ့အတွက်ကြောင့်သစ္စာဟာထိရောက်ပါတယ် ကျွန်တော်ကကျွန်တော်အဖေကမွေးတာပါကျွန်တော်အမေကမွေးတာပါဆိုတာဟာတစ္ဆာစကားလို့ပြောလို့မရပါဘူးမှန်တာပြောရင်တစ္ဆာဆိုပေမဲ့လို့မှန်ကန်တဲ့စကားတိုင်းတော့တစ္ဆာအနေနဲ့မထီရောက်ပါဘူးတစ္ဆာစကားရဲ့နောက်ွယ်မှာပါရမီအမှုရင့်နဲ့အကျင့်တီလပါဝင်ရပါတယ်ပြည့်တဇာမလေးတယောက်တောင်မှသူဒီစင်ရဲချမ်းသာမရွေးအလုံးကိုညီတူညာသူဆက်ဆံပါတယ်ဆိုတဲ့တစ္ဆာစကားကြောင့်ရေစုံကရေဆိုင်ကိုစတဲ့တဲ့တာရကရှိမှုပါတယ် ဖရဲလောင်းငုံမင်းဟာလဲတော်မီလောင်နေတဲ့အချိန်မှာသူတယောက်တည်းမိဘတွေကဆွန့်ပစ်ခဲ့တာမို့လို့တစ္ဆာစကားပြုပါတယ်အဲ့ဒီတစ္ဆာစကားကပါလဲဆိုတော့ငါဒီအတောင်လက်တယ်လဲမစုံလင်ဒါကြောင့်ဒီနေရာနေပြန်တန်းသွားလို့မင်းကငါ့ဤမိဘတွေဟာငါ့ကိုပြစ်ထားခဲ့ပါတယ်ဆိုတဲ့တစ္ဆာစကားကြောင့်တော်မီမလောင်ပဲရှိခဲ့ပါတယ်အဲ့တော့ဟုတ်ပြီခုနရှေ့မှာပြောခဲ့တဲ့ဟာကိုပြန်ပြောရရင်အင်ကုလီမာလာဟာလူရောက် ထောင်စီတတ်ထားတော့မှဘာဖြစ်လို့ငရဲမကြတယ်လဲငါတတ်မိရောငရဲမကြနိုင်ဘူးလားဆိုရအတွေးခေါ်တယ်ကိုအခုကျွန်တော်ပြောပြမယ့်အရာလေးကဖြည့်ရှင်းပေးသွားမှာဖြစ်ပါတယ်ဂေါရမမြတ်စွာဘုရားရှင်လက်ထက်မှာအမတ်ပါဠိဆိုတဲ့သရုသမီးလေးဟာတချိန်တစ်ခါတုန်းကဖုဒ္ဒမြတ်စွာဘုရားရဲ့ညမဘုရားမှာအလူကြီးပေးပြီးလှပစေရဆုတောင်းခဲ့ပြုပါတယ်တိခိမြတ်စွာဘုရားရှင်လက်ထက်မှာဘိက္ခုနီဝတ်တုံးဘုရားကိုလက်ရရဖူးမြော်နေစဉ် ရှေ့ရယဟန္တာဘိက္ခုနီမကြီးကအနာရှည်ချောင်းစုံမိပြီးဒုရေပေါက်ကြခဲ့တာကိုမြင်ပြီးတော့ဘယ်ပြစ်ဒဇာမှဒုရေထွေးသွားတာလဲဆိုတဲ့ဝစီပေရကြောင့်ငရဲမှာအကြာကြီးခံစားခဲ့ရပြီးတော့ဘဝတတောင့်တိတိပြစ်ဒဇာမှဖြစ်ခဲ့ပါတယ်ဘဝတစ်ခုမှာဩပပါတိကပရိသေနေခဲ့ရပါစေဆိုတဲ့ဆုတောင်းကြောင့်ခေါရဝမြတ်စွာဘုရားရှင်လက်ထက်ဝေဒာလီဥယျင်တရပင်ခွာကြမှာဩပပါတိကပရိသေနဲ့လူမိမ့်မအဖြစ်မွေးဖွားလာခဲ့ပါတယ် ဥယျာဉ်မှုကတရက်ပင်ရင်းမှာတွေ့တာကြောင့်သူမကိုအမပါဠိလို့အမည်ပေးလိုက်ပါတယ်အမပါဠိဟာကုသိုလ်ကောင်းမှုတွေအများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်အင်ပတန်ရှောမောလှပပါမိမယ်ဘယ်ပြည့်စံမှတရေထွေးသွားတာလဲဆိုတော့ဝစီပေဒါကြောင့်သူမဟာပြည့်စံဘွားပေါင်းတထောင်ဖြစ်ခဲ့ရပါတယ်ဒီဘွားဟာသူမဘွားရဲ့သူမရဲ့နောက်ဆုံးဘွားဖြစ်ပါတယ်ငယ်စဉ်ကတည်းကအင်ပတန်ရှောမောလှပတဲ့သူမကို မင်းကြီးမင်းသားတွေလိုချင်တဲ့လူများတာဖြစ်တဲ့ကြောင့်အရှင်းရှင်းလူကြရက်ကြရင်ခန့်ရံဖြစ်ပွားတာကြောင့်ဘယင်ကအများပိုင်ဖြစ်သတ်မှတ်ခဲ့ပါတယ်။ဘယင်ကိုယ်တိုင်လည်းဘယင်ဗန္နာဖြစ်သတ်မှတ်ပြီးသူမောက်ကိုတင်ပိုက်ခဲ့ပါတယ်။ဘယင်နဲ့သားနဲ့သားတော်လေးတပါးဖားမြင်ပြီးထိုသားတော်လေးဟာလည်းတစ်ချိန်မှာယဟန္တာဖြစ်သွားခဲ့ပါတယ်။သူမဟာလည်းအကျွတ်တရားရခဲ့ပါတယ်။အဲ့တော့ဒီနေရာမှာဘာသွားတွေ့လဲဆိုတော့ကိုကနှုတ်ကလေးနဲ့ပြင်ပမိလိုက်တဲ့ပုံကဟာ တိလသမารီကြီးမားတာဖြစ်တဲ့အတွက်ကြောင့်ဘွားပေါင်းများစွာငရေခံစားရပြီးဘွားတသောတိတိပြည့်စုံမှဖြစ်ခဲ့ပါတယ်။ကိုတက်မိတဲ့လူထဲမှာတိလသမารီအားကောင်းတဲ့ပုဂ္ဂိုလ်တရားအောင်များပါသွားခဲ့ရင်တော့ဆိုးပွဲရမရှိဘူးပေါ့ဗျာပြန်ခံစားမှာတော့အဲ့တော့ကံတရားတွေဟာအင်မတန်ထူးခြားပါတယ်။ကံတရားတွေအကျိုးပေးပုံဟာလည်းကျွန်တော်တို့မြင်နိုင်တဲ့အနေထားမဟုတ်ပါဘူး။ပြောရရင်တော့ next level ရောက်နေတာပေါ့ဗျာ သိပ္ပံပညာတို့စေပညာတို့ဆိုတာအကြောင်းကြောင့်အကျိုးဖြစ်တယ်ပေါ့ဗျာဒီဖြစ်လာတဲ့အကျိုးတရားဟောမှဘလို့ဘလို့ဖြစ်လာတာပါဆိုပြီးတို့ကရှာဖွေကြတာပါဒီအကျိုးတရားဖြစ်လာတဲ့အကြောင်းတရားကိုတို့ရှာနိုင်တဲ့အနေထားမရှိပါဘူးရှာဖို့လည်းမလွယ်ကူပါဘူးစေပညာမှာလူကိုထိကိုက်နိုင်အောင် လုံထိကိုက်အောင် လုံနိုင်တာ၄မျိုးရှိရလို့သတ်မှတ်ထားပါတယ်အဲ့ဒါတွေက virus တွေ bacteria တွေ fungus တွေ parasitic တွေဆိုပြီး၄မျိုးရှိပါတယ် ။အထားမှာတော့ bacteria ပိုးတွေကိုဗျာကျွန်တော်တို့ကုန်ခဲ့တဲ့ microscope မပေါ်ခင်ကကျွန်တော်တို့ဒီ bacteria ပိုးတွေကိုရှိတယ်လို့ပြောရင်ယုံမှာမဟုတ်ပါဘူး။နောက်ပြီးစေးပညာဆိုတာလဲသိပ္ပံပညာရောပဲပေါ့နော်။သူတို့ဟာနောက်အစ်စ်ရှာဖွေတွေ့ရှိမှုမပေါ်မရှင်းလက်ရှိရှိနေတဲ့ဟာကိုသူကအမှန်လို့ယူဆပါတယ်။ဥပမာပြောရရင်ကျွန်တော်တို့ဒီကျွန်တော်တို့ငငယ်လေးတွေကတင်ခဲ့ရတာ bacteria ကိုမျက်စိနဲ့မမြင်ရဘူးလို့တင်ခဲ့ရပါတယ်။ ဘက်တီးရီးယားဆိုတာဟုတ်ပါတယ်မျက်စိနဲ့မမြင်နိုင်ပါဘူးဒါပေမဲ့အဲ့ဒါမမှန်တော့ပါဘူး2022ခုနှစ်မှာတိုင်ဝမ်မဂရီတာမက်ဂနီဖီကာဆိုတဲ့ဘက်တီးရီးယားတစ်မျိုးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ဒီဘက်တီးရီးယားပိုးဟာပုံမှန်ဘက်တီးရီးယားပိုးတွေထက်အဆ9000ပိုးကြီးတာဖြစ်တဲ့အတွက်ကြောင့်10 mm ဥပမာ1 cm လောက်ရှိပါတယ်ဒါဆိုရင်ကျွန်တော်တို့ 1စင်တီမီတာဆိုမျိုးလုံးနဲ့ကောင်းကောင်းမြင်လို့ရပါပြီ။ဒါကြောင့်ရှေ့ကပြောခဲ့တဲ့ bacteria ပိုးဆိုတာမျက်စိနဲ့မမြင်ရဘူးဆိုတဲ့အဆိုဟာပြည့်ပြည့်သွားပါတယ်။အဲ့လိုပဲသိပ္ပံပညာမှာငငယ်ကဂျိုကြီးကိုလုံးလို့တင်ခဲ့ရပါတယ်။ဒါပေမဲ့အခုပရူတိုဂျိုကိုဂျိုအနေနဲ့ပဲဖြတ်ပြီးဂျိုပုအနေနဲ့တတ်မှတ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဂျိုကြီးရှစ်လုံးဖြစ်သွားပြန်ပါတယ်။ဒါကဘုဒ္ဓတာဖြစ်ပြောပြတာပါ။ကျွန်တော်တို့သိပ္ပံပညာတွေဆေးပညာတွေဆိုတဲ့ဟာက ဒီကံတရားတွေဘလို့အကျိုးပေးလဲဆိုတဲ့အရာကိုရှာဖွေဖို့ဆိုတာလွယ်ကူတော့အရာတွေမဟုတ်ပါဘူးကံတရားတွေအကျိုးပေးတာကိုမြတ်စွာဘုရားလွှဲရင်လည်းဉာဏ်တဲ့ပုဂ္ဂိုလ်တွေဟာအဲ့လောက်ထိမသိနိုင်ပါဘူးဒါပေမဲ့ကျွန်တော်တို့ဒါကိုမြင်အောင်ကြည့်နိုင်တဲ့အကျင့်သီလဇာကတွေရှိတယ်ဆိုလို့ရှိရင်တော့ကြည့်လို့မြင်နိုင်ပါတယ်တမထအနေနဲ့ပုပ္ပေနုရတအနုတ္တိကို ပွားများတယ်လို့မျိုး ျွန်တော်တို့နောက်ဘဝနောက်ဘဝတွေကိုပြန်မြင်အောင်ကြည့်လို့ရတဲ့ဉာဏ်လိုမျိုးကျွန်တော်တို့လေ့ကျင့်သွားမယ်ဆိုလို့ရှင်ရှေ့ရှေ့ဘဝတွေကိုပြန်မြင်နိုင်မှာဖြစ်ပါတယ်စေပညာတို့သိပ္ပံပညာတို့ဆိုတာတပ္ပညုတအလုံးစုံကိုသိမြင်တော်မူတဲ့ဉာဏ်နဲ့နဲ့ရှင်လိုက်လို့ရှင်ဘာမှမပြောပါတော့တဲ့ပါမွှားလေးတွေဖြစ်ပါတယ်လူတွေရဲ့မျိုးရိုးပြီးစားတွေ genetic ဆိုတဲ့ပညာကို ကျွန်တော်တို့သိရှိတာနှစ်ပေါင်းတရာဝန်းကျင်ပဲရှိပါသေးတယ် ဒါကိုမြတ်စွာဘုရားကုန်ခဲ့တဲ့နှစ်ပေါင်း2600လောက်ကတည်းကဘယ်ချိန်မှာ Agnes Spermatozoa နဲ့တွေ့ရင်ကလေးရနိုင်တယ်ဆိုတဲ့အကြောင်းလေးကလေးရကိုအမျိုးသမီးမှာဥတုပံပွင့်နေရမယ်ဆိုတဲ့အကြောင်းလေးကလလရေကြီးခက်မငါးဖြာအစရှိသဖြင့်ဘယ်ချိန်မှာတားလောင်းလေးဟာဘယ်နှပတ်မြောက်မှာဘလို့အနေထားဖြစ်နေပြီဆိုတာမျိုးကအစမြတ်စွာဘုရားဟောကြားခဲ့ပူပါတယ် အဲ့တော့နောက်ပိုင်းမှာကျွန်တော်တို့ဒီသိပ္ပံပညာရှင်တွေလက်ခံထားကြတဲ့ time slip time travel time traveler ပေါ့ဗျာ Einstein relativity theory နဲ့လူပြည်မှာတသက်နတ်ပြည်မှာတည့်ရဲ့ဘာကြောင့်ဖြစ်ရလဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်နောက်ပိုင်းမှာနှိုင်းယှဉ်ပြီးတော့ပြောပြသွားမှာပါယခုပြောပြချက်တွေကဘယ်မှာမှ တွေ့ရှိရမှာမဟုတ်ပါဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်နှိုင်းယှဉ်ပြီးတွေးတော်ပြီးပြောပြပေးတာဖြစ်တဲ့အတွက်ကြောင့် မှားကောင်းလဲမှားနိုင်ပါတယ်မြတ်စွာဘုရားတော် तू ပြောတဲ့အစကားကိုဟို तू ပြောတယ်ဆိုပြီးမယုံဖို့ဆိုတဲ့အကြောင်းကာလမရာသားတွေကိုဟောတဲ့ကာလမတုတ်၁၀ချက်မှာကျွန်တော်တို့လေ့လာကြည့်ရင်သိနိုင်ပါတယ်ကိုကိုတိုင်လေ့လာသုံးသပ်ပြီးတော့တကယ်ကြင်ကြံအားထုတ်ကြည့်ပြီးတော့မှဟုတ်တိုင်းမှန်တယ်ဆိုခါမှလက်ခံဖို့မြတ်စွာဘုရားတိုက်တွန်းခဲ့ပါတယ်တကြံရေးတဲ့စာရေးဆရာတိုင်းဟာအောင်မြင်ကြွယ်ဝချမ်းသာနေသူတွေမဟုတ်ကြသလို့ တရားဟောတဲ့ဓမ္မကတိကအတိုင်းလဲအရိယာမဟုတ်ပါဘူးတရားပြတဲ့ကမ္မထာနာစရိယာဆရာတိုင်းဟာလဲအရိယာအတိုင်းမဟုတ်ပါဘူးဒါကြောင့်အခုကျွန်တော်ပြောပြနေတဲ့အကြောင်းအရာလေးတွေကတလုံးတစ်ပါးသာကြားပြီးတော့အတိတရားရသွားမယ်ဘုဒ္ဓတရားတွေတိုးသွားမယ်ပုံမှန်မိယိုဖလာအဆင့်အနေနည်းနည်းလေးဗုဒ္ဓဘာသာကိုပုံမူလေ့လာခြင်းစိတ်ကလေးဖြစ်ပေါ်လာမယ်ဆိုလို့ရှိရင်အခုကျွန်တော်ပြောနေတာတွေက ပြောပြရချို့နတ်မယ်လို့ယူဆပါတယ်ကျွန်တော်ဟာအင်ဂျင်နီယာတယောက်ဖြစ်ပြီးတော့ကျွန်တော်အလုပ်တာဝန်နေနဲ့မအားလက်ထားမှုလို့ပုံမှန်အတန်လုံခန်းလည်းမရှိသလိုအခုကျွန်တော်ဒီအတန်သွင်းထားတယ်ဆိုတဲ့အရာတွေဟာလည်းစက်ပြင်းနေနဲ့အားတဲ့အချိန်မှာစက်ယုံပေးနာမှာဒါမှမဟုတ်ခကြီးထွက်တဲ့အချိန်မှာလေကွင်းပြင်းကြီးတွေထဲမှာအတန်တိတ်ဆိတ်တဲ့နေရာတွေကိုရှာပြီးတော့ကျွန်တော်ဟာအတန်သွင်းရတာဖြစ်တဲ့အတွက် နောက်ခံစူညံတန်တွေပါခဲ့တယ်ဆိုလို့ရှင်ချစ်တဲ့စိတ်နဲ့ခွန့်လွတ်ပေးဖို့မြတ်တရားရက်ခံလိုပါတယ်နောက်လာမယ့်အပိုင်းနဲ့မှာ လူတယောက်ကိုခရိုမိုဆုံး46ခုနဲ့ဖွဲ့စည်းထားတဲ့အကြောင်းတွေ DNA RNA အကြောင်းတွေကျွန်တော်တို့ကံတရားတွေကဘလို့အကျိုးပေးတယ်ဆိုတဲ့အကြောင်းတွေဘဝတစ်ခုနဲ့တစ်ခု Agnes Bamaso Zuwa နဲ့အတွေ့အတိုင်းလူတယောက်ဖြစ်မလာနိုင်မှုဆိုတဲ့အကြောင်းအရာတွေစတာတွေကိုဘုဟုတ္တဖြစ်ဖွယ်ကျွန်တော် တင်ပြဆွေးနွေးသွားအောင်မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ပိုင်းဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်ရဲ့တန်တရားရဲ့ဆွေးတော်မျိုးတော်အပေါင်းစိတ်သွားတိုင်းကိုပါ လွယ်ရင်ဆန္ဒတွေပြေဝကြပါစီကျွန်တော်အောင်းနေပါ